နောက်ထပ်အကောင်းဆုံးလေးတစ်ခုကိုဆက်ပြီးတော့ရေးထားမိပါတယ်ဆိုတော့ဒီစာအုပ်ကလေးကလည်းတွေးစရာလည်းအများကြီးဖြစ်တယ်ပေါ့နော်အော်အစီးရဲ့သဘောတဘာဝလာတော့မသိဘူးပေါ့နော်ဖတ်လို့အရင်ကောင်းပါတယ်ဆိုတော့အခုတစ်ခုရေးချထားတဲ့အကောင်းဆုံးလေးကတော့တင်စာမြတို့အမေးဆိုတဲ့အကောင်းဆုံးလေးဖြစ်ပါတယ်ဆိုတော့အဲ့ဒါကရောဘယ်လိုမျိုးရွေးချက်ကလေးလဲဆိုတာကိုနားထောင်ကြည့်ရအောင်ပါတင်စာမြတို့အမေးဆရာကိုတွေးချင်နေတာဒီတစ်ခေါက်တော့မရောက်ရောက်အောင်သွားမယ်ဆိုပြီး နှင်းနဲ့လို့မပြေသေးသည့်ဆောင်းရက်တရက်တွင်ကျွန်တော်ထံသို့ဒေါ်ပြုံးရောက်လာခဲ့ပါသည်။ဇာဘက်သူတို့ကသူတစ်ချိန်တစ်ခါမျိုးမတွေ့ခဲ့ဘူးသောတစိန်တယံဆန်ဆိုင်ရတရာတယောက်ထံသို့ဒူဒူကလာတွေ့ဖို့ဆိုဒီမှာတော်တော်အတင်းရမိကိစ္စဖြစ်ပါသည်။တို့တော့ဒေါ်ပြုံးကိုမြင်ရတာပေါ်ပါတွက်လက်နေပါသည်60ဝန်းကျင်ပိန်ပိန်ပါပါအသားညူညူမျက်နာတို့တဲ့အညာသူကြီးနဲ့ရှို့ရှို့ရှင့်တဲ့အမူအရာမျိုးမတွေ့ရပါဘူး ရွေးပေါ်ရောက်နေသည့်တရွာတဲသားမောင်ဖွားသားချင်းတယောက်အင်တို့အထက်ညာအထက်ရွာအညာကြီးမှနေ၍တစ်ခေါက်တစ်ချင်းလာလာသည့်ကျေးတော်သူတို့၏တွင်ပင်လက္ခဏာသာပေါ်လွင်နေသည်။ကျမတွေ့ကျင်လုံးလိုလာတာတမီးကိုတော့အတိမပေးခဲ့ဘူးဆရာပြန်ရောက်တော့ပုံဆက်ပြောလိုက်အောင်မယ်ဟုပြုံးပြီးပြောနေခဲ့ပါသည်။အခါကာလကဆောက်စာပေတွင်အတုံယုံပြဆုံးနေသည့်အခါကာလဖြစ်သည် ရတစာပေမဂ္ဂဇင်းတွေဇာနယ်တွေနှွေဦးရွက်ဝါကလေးတွေလိုတဖြုတ်ဖြုတ်ချွေလျောနေသည်ရတအစုံအစံတို့စာဖတ်ပွဲတို့လုံးတင်ရှက်ပြေး၍အသက်ငယ်နေသောစာအုပ်စာပေတွေကိုကြင်ဖို့အသေးအတန်ကြိုးပမ်းနေတော့မှာပဲရန်ကုန်ဘက်လည်းအုပ်80ဆိုတာမရှိပါဘူးဗျအုပ်40ပါဟုပြောသူကပြောနေသည်စာပေအကြောင်းဟောရင် ဟောပြောပွဲဘယ်လိုက်ရတော့မလဲဆရာရဲ့ မိစေဆိုင်ဆီယမတူဦး၏ပြောဆိုချက်အရဆိုရင်စာပေဟောပြောပွဲစင်မြင့်၌ပင်ဆိုင်ရေးဆရာကစာပေအကြောင်းကိုမပြောဝတ်မပြောရဲသည့်ခေဖြစ်နေသည်စာပေစင်မြင့်၌ပင်လည်းလဲစာပေသည်ပြောင်ပြောင်တင်းတင်းကြဆုံးနေသည့်ခေဖြစ်သည်ဒီအချိန်လေးတွင်စာဖတ်သူတို့ကချစ်ခင်ရင်းချစေဖြင့်အိမ်တန်းရာရောက်လာ၍တစ်ဆုံခြင်းခံရသည့်ဆိုင်ရေးဆရာတယောက်အနေဖြင့်ជីနုနှစ်သက်ဆရာကောင်းသည်ဟုခံစားမိပါသည် ဝိတုဆရာမတဦးဤခင်မွန်းဖြစ်သောမိတ်ဆွေကြီးတို့ကကျွန်တော်ကိုဤသို့ပြောမူပါသည်ကျွန်တော်မိမဆိုရင်ဘဲသွားသောသူ့ပြည့်တဲ့ကြီးပါပဲတခြားမျိုးတွေဆိုသူတို့မျိုးကိုကျွန်တော်တို့ရောက်နေပြီဆိုတာအသိကိုမပေးရတာကျွန်တော်ဤမိတ်ဆွေသည်ကြောင်းဝတဲ့သူဝင်းဝါပါလွားတဲ့သူမဟုတ်ပါဝိတုတွေဘယ်နဲ့ချင်းပြန်ရိုက်လို့ဘယ်နဲ့အုပ်ရောင်းပြီးပြီလဲဆိုတာမမှတ်မိတော့ဘူးဟုပြောမူပါသည် ူရွရတတပြောခြင်းဖြစ်ပါသည်ကျွန်တော်ဒီဆရာတက္ကသိုလ်ဘုန်းနိုင်ဝိတ္ထုကြီးများနဲ့လူလားမြောက်ခရသည့်အတွက်အသက်ဝင်ရှင်သန်နေသည့်ဇက်ကောင်များကိုဖန်တီးနိုင်စွမ်းသည့်ဆိုင်းဆရာတယောက်ပေါ်သူစဘာပိတဲ့တန်ရုံးစင်ရင်ချစ်ခင်မှုကိုကောင်းစွာသဘောပေါက်ပါသည်တို့တော့ကျွန်တော်ကဝိတ္ထုဆရာအဖြစ်ကိုရွေးချယ်ခဲ့သူမဟုတ်ပါအစေးဆရာပဲဖြစ်ချင်ခဲ့ပါသည်ဒေါ်ပြုံးသည်ကျွန်တော်ဤရှားပါသောပြည့်တတ်တဲ့ဦးဖြစ်ပါသည် 2004ခု2014ခုနှစ်လောက်ကကျွန်တော်ဘဘူးတွင်ရှိနေစဉ်စာရှည်ကြီးတစ်စောင်ကိုလက်ခံရရှိခဲ့ပါသည်စာရှည်ကြီးတစ်စောင်ဟုဆိုသည်ကောင်မူပေးစာတွေကိုစိတ်ကူးပေါ်တွင် ပေါ်သလိုရေးထည့်ထားတော့ဗလာစာအုပ်တအုပ်ဖြစ်ပါသည်9ရက်9လ2012မှာစာရေး12ရက်2လ2014အထိရက်စွဲတက်ထားပါသည်အံ့ဩစရာလက်ရေးဖြင့်50တမျက်နှာရှိပါသည် ၎င်းစနစ်ကဒူရီသမီးဖြစ်သူတင်သာမြတရားရေးအရာရှိအဖြစ်တာဝန်ထမ်းရာပသိမ်မြို့မှနေတော့စတင်ရေးသားခဲ့ခြင်းဖြစ်ပြီးအခြားမြို့များသို့ပြောင်းသားပြီးသည့်တိုင်လည်းဆက်ရွေးဆက်ရွေးရေးထားသည့်ပေးစာဆိုစည်းမှုဖြစ်ပါသည်ဆရာရဲ့အစီအရာကိုဖတ်ပြီးပါပြီဆရာစာအုပ်ကိုဆရာမွေးရမည်နဲ့ဤတဲ့ဆရာကြောင်းတက်ခဲ့တဲ့ပသိမ်မှာဖတ်ခွင့်ရလို့လဲဝမ်းသာမိပါတယ် ျမကအခုပသိမ်မှာတမီးနဲ့လိုက်နေပါတယ်ရန်ကုန်နဲ့ပသိမ်အသွားပြန်ဘူးတိုင်းဆရာမိုးရဲ့မျိုးကိုလမ်းမျောကြည့်လွမ်းမိတာလို့လဲဆရာသိစေချင်ပါတယ်အစစ်ဆရာတယောက်ဤအစစ်ဆောင်သည်သူဤအထုပ်ပရိအချင်းလေးဖြစ်နိုင်သည်ကိုပြောပြဖို့မလိုဘူးထင်ပါသည်ဒေါ်ပြုံးသည်ကျွန်တော်ဤစာမျိုးကိုဖတ်ပြီးသူဤသွေးသားဆွေမျိုးတပွဲ ခင်မင်းရင်းချသွားဟန်တူပါသည်ထို့သောသော စိတ်ခံစားမှုဖြင့်စာအုပ်တအုပ်ထဲမှာပေးစာတွေကို စိတ်ကူးပေါ်တိုင်းမပြင်းမရရေးခဲ့ခြင်းဖြစ်ပါလိမ့်မည်ကျမကမိထီလာမေဇလီပင်ရွာဇာတိပါအခုအသက်60ရှိပါသည်လေးတဲ့အထိပညာသင်ဘူးပါတယ်ကျမရဲ့ပူပွားအဖေအမေကျမယောက်ျားအလုံးတရွာတဲ့သားတွေပါကျမအမေငယ်ငယ်ကချမ်းချမ်းသာသာနေခဲ့ရတယ်ခုနှစ်တန်းလန်းအောင်ခဲ့တယ်လို့ပြောရပါမယ် အမေတို့နေတဲ့အိမ်ကြီးကိုဘိုးကျွန်းအောင်ဆန်းတဲ့အဖွဲတရက်လာတဲဘူးတယ်လို့ပြောပါတယ်အမေကငါညီတို့အဖေနဲ့ရကားစရဲဘော်တွေရိုက်တာခံဘူးတယ်ညီတို့အဖေတော့ခုတာဘဲမှလဲမေးတာမပြောလို့ရိုက်တာအဖေကဘာလို့တော့ခုရတာလဲတော့ထဲမှာဘာလို့တာလဲမေးတာပေါ့ဖတ်စာပလနှချမ်းခွေလို့ပေါ့အေးသမင်းအိုထန်းဟီအိုထန်းပေါ့တဲ့ကျမနဲ့အမေနဲ့ပြောနေတာကို အဖေကကြည့်ပြီးရဲနေတယ် ကျွန်တော်မိတ်ဆွေတို့ပြုံးဤပေးစာမှာရင်ဖွင့်စာများလည်းဖြစ်ပါသည်စရုထတန်အထီပင်ပညာသင်ကြားခဲ့ပြီဆိုတော့အညာချီတော်သူတို့ဤစကပြေအရေးသားကအံ့ဩဖွယ်ရာရှင်းလင်းပြပြလာပါသည်တော်ပြုံးအဘေမြစာဖတ်နာခဲ့သည်ကိုသူစကပြေကပြောပြနေပါသည်တော်ပြုံးတို့အဖေသည်ရွာမှာဆက်ချုပ်၍သူတို့မောင်နှမခုနှစ်ယောက်ကိုကြောင်းထားခဲ့သည်အခုအကြီးဆုံးကပွဲရပြီးတော်ပြုံးနှင့်သူညီမက၄တန်းနှင့်ကြောင်းထွက်ခဲ့ရသည် ဒေါ်ပြောင်းကသူစာဖတ်ဖြစ်ခဲ့ပုံကိုဤသို့ပြန်ပြောပြပါသည်ကျမအသက်56ရန်ကုန်မှာအိမ်အောင်ကျနေတဲ့အမအကြီးစီလိုက်နေခွင့်ရခဲ့ပါတယ်1950ခုနှစ်ကတည်ထောင်ခဲ့တဲ့ကြည်မြင်တိုင်းစာကြီးတိုင်းကအမကြီးအိမ်နဲ့ကဲ့ရဲ့မှာပါစောက်တွေအများကြီးရှိပါတယ်သူစဉ်ကကြည်မြန်တဲ့စာကြည့်တိုင်းဒီစာအုပ်ကောင်းတွေများစွာရှိပြီးဒေါ်ပြုံးဒီအမကြီးအိမ်နိုင်နေခဲ့သည့်၃နှစ်တာကာလအတွင်းပါတာပြန်အထုပ်ပတိ စာအုပ်တွေကိုဖတ်ခရသည်ဟုဆိုပါသည်ရန်ကုန်မှပြန်လာတော့အခါမိထီလာ အထယ်ချုပ်တွင်ဝင်လုပြီးအဖေအမေကိုလုံချွေးခဲ့ကြောင်းဆက်ယုံစာကြည့်တိုင်းမှာအသိဝင်ကြောင်းအသက်25မှာတရွာတည်းသာစေမျိုးနှင့်လက်ထက်ကြောင်းပြောပါသည်အဲ့ဒီကစာလို့လူဖြစ်ရတဲ့ဒုက္ခတွေကိုမူပိုင်ကျမအစာချုပ်လိုက်တာပါပဲအခုအထီလဲအဲ့ဒီစာချုပ်အသက်ဝင်တော့မှတခါတရံတော်ပြုံးကရွှွှင်တော်တော်လေးရေးတတ်ပါသည် ဒေါ်ပြုံးသည်သူ့အကိုကြီး၏အကိုညီဖြင့်သပစ်ချံတွင်စိုက်ခဲ့သည်ကလေးလေးယောက်ရသောအခါနှစ်ရှည်ပင်တွင်ထပ်စိုက်ခဲ့ပြန်သည်ကလေးတွေကိုပညာတတ်ကြီးဖြစ်အောင် လုပ်မဲစိတ်နဲ့ကျမတို့ကြိုးစားခဲ့ပါသည် အဲ့ဒီတုန်းကလောကကြီးဟာပုံပြီးလှပလာတယ်လို့ပဲအချိန်တွေဒူတောင်းလွန်มาတယ်အဖေကတည်သွားတယ်1993 94မှာမစ်ထီလာကန်ရေလောင်နိုင်ဖို့ပေါင်းတွေခက်လိုက်တယ်ကန်ရဲ့အထက်ကကျမတို့လိုတပစ်ချံတွေမြုပ်ပစ်တယ်လို့ဖြစ်ကုန်တော့တာပဲအိမ်မက်ကလက်နိုရတယ်လို့ဘာတခုမှမကြံတော့ပါဘူးကလေးတွေကြောင့်တစ်ဖက်နဲ့ထင်းရောက်ရတော့တာပဲညာကြီးတော့နေမိသားတစုဤကြမ်းတမ်းသောမပြေပြစ်သောဘဝရုံကံမှုကို ဒေါ်ပြုံးဤစာကယူဆင်းစွာပြန်ပြောပြနေခြင်းပဲဖြစ်ပါသည်။မျိုးလင့်အားထားခဲ့သည့်စိုက်ပျိုးပင်နှင့်ဆုံးရှုံးသောအခါစာရေးစာရေးနေရေးသမားကလေးများ၏ပညာရေးပါထိခိုက်လာပါသည်။ခြံတွင်လယ်တွင်ကရေးပြီးမခန်းချောက်နိုင်သည်။မျိုးလင့်ချက်တွင်လည်းဆုံးဆုံးနေခဲ့ရသည်။ပြောင်းစရာ ပေါင်းစရာကုန်ခဲ့သည်ဇနီးမောင်နှင့်ထင်းရောက်ပြီးအသက်ဆက်ခဲ့ရသည်မိဒီလာအာထာကတင်၌၅တန်း၇တန်း၈တန်းတက်နေသည့်ကလေးတွေကိုမဟုတ်ဘူး ဝေးလို့ထမင်းကြိုက်ပင်နေတိုင်းထဲမှာပေးနိုင်ဈေးရောက်ပြီးမှစားစရာတခုခုတွားကြွေရတယ်ဂရီတွေအလီလီပေးခဲ့ပြီးယူခဲ့သည့်စံကြွေးစီကြွေးကလေးတွေ ရှိအတောင်ခံရရင် ကိုအပြောခံရတာထက်ကျမကလေးတွေမျက်နှာငယ်သွားရတဲ့အဖြစ်ကိုမမေ့နိုင်ခဲ့ပါဘူးငါလိုမဖြစ်စရာဘူးငါကြောင့်ဆရာမင်းရဲ့ဆရာကိုအဲ့ဒီစိတ်နဲ့ထမင်းကြိုက်မှာပါလဲကြောင်းသွားခိုင်းတယ်ထမင်းစားချိန်ရောက်အောင်အမေလာခဲ့မယ် ရောမန်နေစားအလုပ်ရှိရင်တာကြီးကကြောင်းဖြတ်ပြီးစွတ်သွားလို့တယ်တာကြီးရဲ့အတိုင်းမဆရာမကျမကိုခေါ်တွေ့တယ်မောက်တိုက်လင်းပြည့်ရက်တွေများနေပြီခိုင်းစားမှပြန်ကြောင်းထုတ်တဲ့ကျမတို့ကြောင့်မနောက်မပြတ်စေရပါဘူးလက်မှတ်ထိုးပေးရတယ်ကလေးတွေရဲ့ပညာရေးဟာကျမတို့အတွက်အရေးအကြီးဆုံးပါရောမာဒီတိုင်းဆက်သွားရင်မဖြစ်နိုင်တော့ဘူးရွာကိုပြစ်အင်ကိုပြစ်ပြီးအမေပါခေါ်လို့မိသားစုလိုက်ရန်ကုန်ရောက်ခဲ့ပါတယ် အကိုအမတွေလက်ညှိုးပေးလို့အခုနေတဲ့ရှေ့ပြည်သာကမ်းလမ်းမှာနေစရာရပါတယ်ပြောရရင်ဒေါ်ပြုံးဤပေးစာများမှာအထုပ်ပတ်တိတဆောင်ကဲ့သို့ပြည့်ပြည့်စုံစုံမှတ်တမ်းတင်ထားသည်တော့မဟုတ်ထို့တော်သူပြောချင်တာဒုက္ခစားခဲ့ရတာတွေကိုပြန်ပြောနေသည်ကတော့လုံလောက်သည့်မှန်ကူကွက်များဖြစ်ပါသည်ဒေါ်ပြုံးစီကျွန်တော်ဤအစင်းများကိုဖတ်ပြီးတားချင်းတူတပွဲခင်မင်းရင်းချခြင်းဖြစ်သည်ဟုကျွန်တော်ပြောခဲ့ပါသည်ကျွန်တော်ကလည်းသူဤပေးစာများကိုဖတ်ပြီးထို့ဒုက္ခစားမိပါသည် တို့ဖြစ်ဖြစ်လဲကျွန်တော်တို့နှစ်ဦးတွေ့ဆုံတော့ကစိမ့်သက်မနေပဲတရားကျွမ်းကောင်းများပြန်တွေ့ကြတယ်လို့ရင်းချနေခြင်းဖြစ်မိချင်ပါသည်ထိုနေ့ကတော်ပြုံးသည်ကျွန်တော်အိမ်တို့တနေခင်းလုံးနေခဲ့ပါသည်စကားတွေအများကြီးပြောပြခဲ့ပါသည်ကျွန်တော်တို့ဇနီးမောင်နဲ့အတွက်လက်ဆောင်များလည်းယူလာပါသည်ကျွန်တော်အိမ်ဧကန်ပပက်လေနေရန်များမှာတောင်လိုက်စီထားသောဆောင်များကိုတော်ပြုံးသည်တော်တော်ကိုသဘောကျအားရနေကြောင်းတစ်ဖက်ဖက်ပြောနေခဲ့ပါသည် ကျမကကုတီကိုပဲဆမဖက်ရရင်မနေနိုင်တာဆရာပြောတော့ကျွန်တော်မျက်ခုံးပင်သွားမိပါသည်ဆရာကြီးဆရာတို့ဒီပင်စာကောင်းကောင်းမဖက်ကြတော့ဘူးမဟုတ်လားစာအုပ်စာပေတွေအတုံးယုံကြံသုံးနေတာမဟုတ်လားအခုရှိပြီးသားမှာဈေးဆိုင်ဖွင့်ထားတော့တော်ပြုံးကစာမဖက်ရရင်မနေနိုင်ဘူးဆိုပြီးမှအံ့ဩစရာကောင်းနေပါတော့သည် ကလေးတွေမုံလာဝင်လေကျမကအထမရောက်မှုစရာစာဖတ်နေတာပဲသူတို့ဘာသာမုတ်တော့ကိုဖြုတ်ယူပတ်စံကိုပုံနေတဲ့ကိုပိုရာကိုဟာကိုပြန်အန်းယူခိုင်းအဲ့ဒါလိုလောက်တာဆိုတဲ့ဖြင့်မခိုးဘူးလားမေးရသည်ခိုးတာပေါ့ဆရာကျမကသိတာပေါ့နောက်နေတွေမှလည်းလာတာပဲမနေ့ကကျမကမနေ့ကခိုးတာကိုတော်ကြီးသိတယ် ခိုးတာမကောင်းဘူးပိုက်ဆိုင်ရင်လာယူစားဆက်ဆက်မရှိရင်လည်းရတယ်ပြောပြရတာပေါ့ဆရာအခုတော့အစိမ့်ပဲမခိုးကြတော့ဘူးအာကဒေါ်ပြုံပဲဖြစ်ပါသည်ကျွန်တော်ဒီမခိုးစားသည့်ကလေးတွေကိုမိဘလည်းမတိုင်ချင်းချောက်ချင်းလည်းမပြုတ်ပဲပျော်ပြောင်းချူသာဖြောင်းပြဆုံးမ၍ ဆောင်ဖက်မပြတ်ဇေယျနိုင်ငံတော်တော်ပြုံးကိုသဘောကျနေမိပါသည်ထိုနည်းကဆောင်းစင်ကြီးများအလဲမှာထိုင်ပြီးစကားတွေတော်တော်ပြုတ်ပြစ်ခဲ့ပါသည်စကားပြောကြရင်မနေ့တနေ့ကစိတ်ကူးချူချူမှပြန်ဝင်လာတော့ဆောင်းတော်ကိုတွေ့မြင်သွားသည်လွန်ခဲ့သောနှစ်ပေါင်း20ကျော်ကဖတ်ခဲ့ပြီးချိန်လုံးသဖြင့်ပြန်ဝင်ထားသည့်ဆောင်း key simples mogai past forgetting go စင်ရည်လေးအခုဆရာမောင်ထွန်းတို့ပါတာပြန်ခဲ့သည့်ဆောင်းဖြစ်သည် တော်ပြောင်းကကျမအဲ့ဒီစာအုပ်ကိုတိတ်ချိုက်တာပဲဟုအဆိုလျာကျွန်တော်ဗဇက်ပြေးသွားသည်စာအုပ်ကနောင်အခါအမေရိကသမရာကြီးဖြစ်လာသည့်ဘိုးချုပ်ကြီးဒွိုက်အိုက်ဆင်ဟောင်ဝါနှင့်သူ၏ဒရိုင်ဘာမမာလီကီရို၏ဒုတိယကမ္ဘာစစ်အတွင်းအတွေ့အကြုံနှင့်လွမ်းမောပွဲအဖြစ်ဇလန်းဖြစ်သည့် ကျွန်တော်ဒီအညာကြီးတို့သူကြီးစာပေဝါဒနာနဲ့စာဖတ်အတွေ့အကြုံကိုအထင်မသေးခဲ့ပါသို့တော်ဒီလိုစာအုပ်မျိုးကိုဖြင့်သူဖတ်ဘူးလိမ့်မည်လို့ဆိုပြင်းစင်းမြမထင်မိပါခုသူကဖတ်ဘူးရုံမကတိတ်ကြိုက်လာပါတဲ့ကျွန်တော်ကောင်းနေမှာမိခုတခုဖြက်ကနေပေါ်လာခဲ့ပါသည်ဒီလိုစောင်းမျိုးလဲဖတ်တယ်ကျွန်တော်ဘကူးမှနေတော့ကလည်းကင်မလီဆိုတဲ့စောင်းကိုဒေါ်ပြုံးပို့ပေးဘူးတယ်ဒေါ်ပြုံးဘဝနဲ့စောင်းတွေနဲ့အိတ်မဆိုင်ဘူးနော် နေပါအောင်ကျွန်တော်မေးပါအောင်မေးဒေါ်ပြောရဲ့ဘဝမှာ အခုလိုစားရအများကြီးဖတ်ခဲ့တဲ့အတွက်အကျိုးရှိတာတခုခုများရှိရင်ပြောပြစမ်းပါအောင်ကျွန်တော်ကအလေးအနက်မေးလိုက်တော့မေးဖို့ဖြစ်ပါသည် အကြီးကြီးမေးလိုက်ခြင်းဖြစ်ပါသည်ဒေါ်ပြောသည်အတန်ကြာစဉ်းစားပြီးမှဖြေလိမ့်မည်ဟုကျွန်တော်ထင်ခဲ့ပါသည်တိုးတော်ဒီအချက်မှလည်းကျွန်တော်လွဲချော်ပါသည်တော်ပြောသည်တစ်ချက်ကလေးမှစဉ်းစားတွေ့ဝင်နေခြင်းမရှိပဲမဆိုင်မတော့ဟောပေါ်ပေါ်ပါကလေးဖြေလိုက်ပါသည် အကျိုးရှိတာဗောဆရာရဲ့ကျမသမီးတရားသူကြီးဖြစ်သွားတယ်လေကျွန်တော်လေးပါဆက်ပြေးသွားပါသည်စာဖတ်တာပတ်စံရသလားစာဖတ်လို့ခမင်းဝါမလားစာဖတ်လို့ဘာအကျိုးရှိလဲဆိုသည့်မိခွန်းတွေကိုကျွန်တော်တို့စာဖတ်သမားဘဝတစ်လျှောက်လုံးဖြည့်ဆို့ခဲ့ကြပါသည်တော်တော်စဉ်းစားခဲ့ရပါသည်တော်တော်လေးလက်ဝင်ပါသည် Recipe Con of of Studies တို့ Jonas Kane နဲ့တရုတ်ပညာရှင်ကျန်းကျောက်ဤအဟောပြောချက်တို့ဘာလို့ကိုလဲကိုးကားပြောခဲ့ရပါသည် ပြည့်စုံလာသည်မထင်ပါဒေါ်ပြုံးဖြည်သည်လို့တော့ဖြင့်တူတူနှင့်လူရင်းရင်ဆန်ထျောက်သည်မဟုတ်ပါမဆုံးမနစ်သောဆွေတတိဖြင့်ပညာသင်ကြားပေးခဲ့ပြီးယခုအခါမဟာဥပရိဘွဲ့ရရှိပြီးသောတရား၏အရာရှိမှကလေး၏မိခင်ကြီးအဖြစ် တင့်တယ်လျက်ရှိသည့်ဒေါ်ပြုံးကိုကျွန်တော်သည်တအံတော်ဖြင့်ငီးမောရတာချိနေမိပါသည်ဆပချင်းသည်အကောင်းစားယဉ်ညံ့မြုပ်နယ်မှုတစ်ခုဖြစ်သောသူကပြောပြခဲ့ခြင်းဖြစ်ပါသည် တော့စောက်ဖက်နေနေအတန်ကအဲ့လိုမျိုးတိတ်ရွားတယ်ပေါ့နော်တတိထားတယ်ထားတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကကောင်းတာလားမကောင်းတာလားမသိတော့ဘူးပေါ့နော်အဲ့လိုမျိုးတခုခုဆိုရင်ချက်ချင်းစိတ်ကအဲ့ထဲကိုတိုက်ရောက်သွားတယ်ပေါ့နော်အဲစောက်ဖက်ရတာတော်တော်ကောင်းပါတယ်အခုဆိုရင်သူရဲ့ဘဝလေးကနေသူရဲ့ဘဝတည်းကခုတီတင်စားရဲ့အမေဒေါ်ပြုံးရဲ့ဘဝလေးကနေ သူရဲ့ဂုံယူမှုကိုလည်းအမြင်တွေ့လိုက်ရတယ်ပေါ့နော်သူပြောလို့မဲ့ကျိုးရှိရပါတော့ဆရာရဲ့ကျမတမီတရားသူကြီးအာဖြစ်သွားတယ်လေဆိုတော့မျိုးပေါ့တတော်ဝမ်းသာဆရာကောင်းတယ်ဒါဆိုရင်သူများအမြင်မှာသူရဲ့ဘဝကခက်ခဲကြမ်းတမ်းနေတယ်လို့မြင်နိုင်ပေမဲ့သူကိုယ်တိုင်နိုင်မှာကပျော်ရွှင်ငြိမ်းချမ်းနေတယ်တစင်ပြီးတစင်တဖြည်းဖြည်းလေးကြိုးစားသွားတယ်လို့ခံစားလိုက်ရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အဲ့ဒီရဲ့အကျိုးဆက်ကစာဖတ်လို့ဖြစ်ပါတယ်။ ။စဖတ်တဲ့အခါဒေချာဘောက်စိတ်ပိုင်းဆိုင်ရာငြိမ်းချမ်းသွားမယ်ခွန်အားရမယ်။ဟောဘောရဲ့လက်တွေ့ပြဿနာတွေတဲကနေရုံထွက်သွားနိုင်ပြီပေါ့နော်။ဆိုစာဖတ်တယ်ဆိုတဲ့နေရာမှာလဲစာအမျိုးအစားတွေတော့အများကြီးဖြစ်မှာပေါ့နော်အများကြီးရှိနေမှာပေါ့ဒါပေမဲ့လဲဖိုင်ရင်ဖိုင်ရင်နဲ့ကိုဟာဘယ်စာပေအပိုင်းမှာအားသာသွားလဲဆိုတာလဲရှားဖွေတွေ့ရှိသွားပါလိမ့်မယ်ဆိုအာအလုံးမဲ့စာဖတ်ကြည့်ပါ ကိုယ့်ရဲ့အလူငယ်တွေကိုယ့်ရဲ့တာသမီကိုယ့်ရဲ့တူတူမတွေရှိရယ်ဆိုရင်လဲစာဖတ်ဖို့ဟိုတိုက်တွန်းပေးပါစာဖတ်ချင်လာအောင်ပြုစုပေးပါလို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်အဲခေါင်းစဉ်လေးတစ်ခုမှပြန်လဲဆုံတွေ့ချင်ပါတယ်